ရှ िख ိုးရင်ဘုရားဆိုတာလက်ဦးလေးတစ်ခါခြိလိုက်တာနဲ့ခြိလိုက်ရုံလေးနဲ့နတ်ပြည်ကိုရောက်သွားနိုင်တယ်ဒီကုသိုလ်လေးကစွမ်းဆောင်မှုဘလောက်ကောင်းတယ်ဆိုတာစဉ်းစားကြည့်မရတ်ကုန်လီသရိုသားလေးကဘုရားဘာသာဝင်မဟုတ်ဘူးအဖေကလည်းနှမျောလိုက်တာယောဂဖြစ်တဲ့တောင်ဆေးကုမပေးဘူးဆင်းမိတို့တွေနဲ့ကုတာနောက်ဆုံးကုမရတဲ့အချိန်လေးတေကဏီအချိန်ရောက်တော့အိမ်ပြင်ထုတ်ထားတယ်လေ ဘုရားကဆုံးခံကြွလာတဲ့အခါထထောင်ရှင်းမခိုးနိုင်တော့ဘူးစိတ်ထဲကကြည်နူးပြီးတော့ဩဒီလိုဘုရားမျိုးငါမလှူလိုက်ရဘူးမတန်းလိုက်ရဘူးရှင်းမခိုးလိုက်ရဘူးခုရှိခိုးစိတ်ထဲကနေကြည်နူးပြီးတော့နေတယ်အဲ့ဒီအချိန်လေးမှာတည်သွားတာနဲ့နတ်ပြည်မှာနတ်သားသွားဖြစ်တယ်ဒီကုသိုလ်လေးကကဲလိုက်တာသူ့အခြေဘလို့စွမ်းဆောင်ချက်ကောင်းတယ်လဲဆိုတာစဉ်းစားကြည့်စိတ်ထဲမှာတင်ဖြစ်တာเนาะ လက်ဟုတ်တော်မချိနိုင်ဘူးတဲ့စိတ်ထဲကနေဘုရားကိုအာယုံပြုပြီးစိတ်ထဲကကြင်နူးလိုက်ရုံလေးနဲ့နေမယ်ကြည့်납ပြရလူမပြောနဲ့ကဲကရာရေကန်ကြီးနားမှာရှိတဲ့ရေကန်တဲကဖားလေးတကောင်မြတ်စွာဘုရားတရားဟောနာသစ်ပင်အောင်ရေကန်တဲကခုန်တက်လာပြီးမြတ်တော်ထဲမှာဝဝရင်ကနေဘုရားတရားဟောတဲ့အတန်ကြားတာနဲ့ နားထောင်ကောင်းတဲ့အတန်လေးပဲတိရစ္ဆာန်ဆိုတာအန္တရာယ်ရှိတဲ့အတန်လားအန္တရာယ်မရှိတဲ့အတန်လားဒီလောက်တော့သိတယ်သို့တော်တရားရဲ့အဓိပ္ပာယ်သူသိတာတော့မဟုတ်ဘူးဟုတ်ကဲ့လားမြတ်စွာဘုရားရဲ့ကရုဏာတွေလွှမ်းခြုံထားတဲ့မေတ္တာတွေလွှမ်းခြုံထားတဲ့အတန်လေးကိုသူ့စိတ်ထဲမှာနားထောင်ရင်စိတ်ချနူးနေတဲ့အချိန်လေးမှာကံမကောင်းအကြောင်းမလားတော့အနာနာရောက်လာတဲ့နှွားเจ้าသားကတပြားတည်းခေါင်းကိုထောက်ပြီးဖိလိုက်လို့သူ့ခင်ဗျာတေးသွားတာ အော်အဲ့ဒီជីနူးတဲ့စိတ်ကလေးဘုရားကိုအာယုံပြုပြီးတော့ជីနူးတဲ့စိတ်ကလေးနဲ့တင်လဲဟောနတ်ပြေအောင်သွားကေဘလောက်ဆောင်းဆောင်မှုကောင်းတယ်